အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့သတင်းဌာနကနေအော်တိုဘာလ22ရက်နေ့ညပိုင်းနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံကားအပိုပစ္စည်းစက်ရုံတစ်ခုတွင်တရားဝင်မြန်မာလုပ်သား18ဦးအကြောင်းပြချက်မရှိဘဲအလုထုတ်ခံရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံအယုဒ္ဓယခရိုင်ရှိကားဘူပစ္စည်းစက်ရုံတစ်ခုတွင်အလုတ်လုံးနေသောတရားဝင်မြန်မာလုံသား18ဦးမှအကြောင်းပြချက်မရှိဘဲအလုတ်ထုတ်ခရကြောင်းအစိုးရလုံသမားများကိုအကူအညီပေးနေသော MHAC မဟာမိတ်အဖွဲ့မှအမှုဆောင်နှင့်ပြန်ကြားရေးတာဝန်ခံစင်းကသတင်းဌာနကိုပြောကြားပါတယ်အစိုးရမြန်မာအလုတ်သမားများမှမေလ20ရက်နေ့တွင်အလုတ်မှထုတ်ပယ်ခံလိုက်ရခြင်းဖြစ်ပြီးမေလ26ရက်နေ့တွင်မြန်မာကအလုတ်သမားကောက်ွယ်စောက်ရှောက်ရေးရုံးတွင်တိုင်ကြားခဲ့ကြောင်း လက်ရှိတွင် အမှုအတွက်ယုံကြည်မြခေါ်၍ညှိနှိုင်းမှုများလှုပ်ဆောင်နေစေဖြစ်ကြောင်းအော်တိုဘာလ22ရက်နေ့တွင်လည်းထပ်မံ၍အမှုအတွက်ယုံခေါ်ယူချင်းဆိုခဲ့ကြကြောင်းသိရပါတယ်။အခြေအနေကတော့ယုံကြည်တစ်ခုသတ်မှတ်ပေးထားတယ်။အဲ့ဒီနေ့ကြာရင်တော့သူတို့ရဲ့နှစ်နာကြီးအတွက်သိရမယ်။တထင်းညစ်နေတော့အချိန်တွေကြာနေတာအလုသမားတွေအတွက်ပိုနှစ်နာရတာပေါ့။ကျွန်တော်တို့အဖွဲ့အစည်းကတော့မြန်မာအလုပ်သမားတွေအတွက်ပြီးဆုံးတဲ့အတီအတူတူဆက်လက်ရည်တည်သွားမှာပါဟု MHAC မဟာမိတ်အဖွဲ့မှအမှုနှင့်ပြန်ချရေးတာဝန်ခံစင်ကသတင်းဌာနကိုပြောကြားပါရယ် အဆိုပါကိစ္စအတွက်ထိုင်းနိုင်ငံရှိနေမြေကအလုံသမားကောက်ွယ်စောင့်ရှောက်ရေးရုံဤတာဝန်ရှိသူများကရှင်းလုပ်သားများဤနေနာကြီးဆိုင်ရာများဆောင်ရွက်ပြရန်အော်တိုဘာလာအတွင်း၌ပင်ရုံးချင်းထပ်မံခေါ်ယူထားပြီး MHAC မဟာမိတ်အဖွဲ့နှင့်အတူ NUG အလုံသမားဝင်ကြီးဌာနကပူးပေါင်း၍နေနာသူမြန်မာလုံသားများအတွက်အမှုအောင်မြင်စွာပြီးဆုံးသည့်အထိကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရပါသည် ဆက်လက်ပြီးစစ်တပ်ကအင်အား1500ဝန်းကျင်နဲ့ထိုးစစ်ဆင်နေလို့ NUG တပ်တွေသိမ်းထားတဲ့ကလေးမြောက်ပိုင်းကစခန်း၅ခုပြန်ပေးလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းကလေးမျိုးနယ်မြောက်ပိုင်းကအမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက် PDF တွေကတိမ့်ပိုက်ထိန်းချုပ်ထားတဲ့စခန်း၅ခုကိုပြန်လည်လွတ်ခဲ့ရတယ်လို့မြေပြင်အခြေအနေကိုသိရှိသူတွေကပြောပါတယ်။ပြန်လည်လွတ်လိုက်ရတဲ့စခန်းတွေဟာကလေးမြောက်ပိုင်းကကန်ကြီး၊ကန်တာယာ၊နန်းဆောင်ပူ၊ရှာစကြိုကျေးရွာတွေကစခန်း၄ခုနဲ့ လက်ပံချောင်းရဲစခန်းဖြစ်ပြီးအော်တိုဘာ20ရက်မှာတော်လရေးတပ်တွေကစုခွာပေးလိုက်ရကလက်ရှိအနေအရာတွေမှာစစ်ကောင်မရှိတပ်သားတွေပြန်လည်အထိုင်ချထားပြီလို့ဆိုပါတယ်။စခန်းတွေကတပြိုင်နက်လက်လွတ်လိုက်ရတာမဟုတ်အရင်ဆုံးခံတာရပုံပြီးမှတစ်ခုပြီးတစ်ခုပေးလိုက်ရတာသူတို့ကလက်နက်လူအင်အားတာတာကိုလိုကလေးဒေသခံတော်လရေးတပ်ဖွဲ့ဝင်တအူးကသတင်းဌာနကိုပြောပါတယ်။ စစ်ကောမရှိတက်ကကလေးတမှုအားရှကားလမ်းမကိုအပြည့်အဝထိန်းချုပ်နိုင်ရေးဇွန်လကစတင်စစ်ကြောင်းထိုးထိုးစစ်ဆင်နေတာဖြစ်ပြီးသုံးလကျော်အကြာလက်ရှိထိုးစစ်မှာစစ်အင်အား1500ခန့်ပါဝင်လာကြောင်းအခုလိုလက်လွတ်ခဲ့ရတာလို့ဆိုပါတယ်စစ်ကောမရှိတက်ကိုထောက်ခံရေးသားနေတဲ့ Telegram Channel တွေမှာတော့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေအခိုင်အမာခံစစ်ယူထားတဲ့ကန်တာရရွာကိုသိမ့်ပိုက်ရရှိခဲ့တယ်လို့ဓာတ်ပုံတွေနဲ့တကွရေးသားဖော်ပြထားပြီးလက်လွတ်ခဲ့ရတဲ့စခန်းတွေမှန်ကန်ကြောင်း PDF တပ်ဖွဲ့တင်တာတွေကလည်းအတည်ပြုပါတယ် NUG လက်အောက် PDF တပ်တွေကရာဇကြိုစက္ကန်နဲ့လက်ပံချောင်းရဲစက္ကန်တွေကို2023နိုဝင်ဘာလကန်ကြီးနဲ့ကန်တာရစက္ကန်ကို2024ခုနှစ်ဖေဖော်ဝါရီလနန်းဆောင်ပုစက္ကန်ကို2025စက်တင်ဘာလတွေမှာအတိအသီးတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီးရာဇကြိုနဲ့လက်ပံချောင်းစက္ကန်တွေကိုနှစ်နှစ်ခန့်ကြာထိန်းချုပ်နိုင်ခဲ့တာပါဒီကနေ့အောက်တိုဘာ22ရက်မှာစစ်ကော်မရှင်တပ်ကညာစိမ့်နဲ့မော်စီကျေးရွာတွေကို ဝင်ရောက်ပြီးလူနေအိမ်တွေကိုမိရှို့ဖျက်ဆီးနေတယ်လို့ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်းနေဆက်တိုက်ပွဲဖြစ်ပွားနေတာကြောင့်ကလေးမြောက်ပိုင်းကြီးရွာ၁၄ရွာကဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။အိန္ဒိယချစ်ချင်ရေးလမ်းပြန်ရဖို့အင်အား1500ခန်းနဲ့စာကာဘက်ကအချိတ်အနေစစ်ကြောင်းထိုးနေတာပေါ့။သုံးလကြာပြီးထိုးနေတာတိုက်ပွဲကတော့နေတိုင်းညတိုင်းပါပဲဖြစ်နေတာလို့နောက်ထပ်မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တအူကပြောပါတယ်။ထွက်ပြေးနေကြတဲ့ကြီးရွာတွေကတော့ကန်ကြီး၊ကန်တရာ56မိုင်း၊လက်ပံချောင်း ပြည်တော်သားပြင်းခုံကြီးပြင်းတော်ဦးရာဇတ်ကျိုးညာစိညာလင်းမောက်လင်းလက်ပံချောင်းရှံမျိုးအောင်နန်းဆောင်ဘူးစတဲ့ကြေးရွာတွေဖြစ်ကြပါတယ်လို့ဒေသခံတွေစီကသိရပါတယ်။ဂျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရွှေလန်းချမ်းမြေ့ကြပါစေရှင်။